ပြီးခဲ့တဲ့အပတ်ကချောင်းသာသွားပြတော့ကျမတို့တဲနေကြ Belly Resort မှာပဲကျမတို့တိတ်ဖြစ်ပါတယ်။ဒါတော့ကျမတို့ Sea View မှာအခန်းယူထားတာဖြစ်ပါတယ်ရှင်။ဒါ Sea View မှာမြင်ရတဲ့မြင်ကွင်းလေးတွေဖြစ်ပါတယ်။ဒါကတော့ကျမတို့ Garden View မှာနေမြင်ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ မယ်လီရီဆော့ဟိုတယ်မှာဆိုလို့ရှိရင်မနက်စာ breakfast နဲ့ညနေဒီတိုင်းပါဝင်မှာဖြစ်ပါတယ်။တင်းနဲ့တည်းရဲ့မထက်အောင်လည်း buffet ခင်းထားပေးတာပဲဖြစ်ပါတယ်။အစားအသောက်လည်းကောင်းပါတယ်။ပြီးတော့အဲ့မှာရှိတဲ့ဝန်ဆောင်မှုကလည်းကောင်းပါတယ်။စားပစ်ကောင်းတာပေါ့နော်အဓိက။ဒါကတော့ညပတ်မြင်ရတဲ့ရှုခင်းလေးတွေဖြစ်ပါတယ်။ belly resort မှာဘီလီယက်ထိုးရတဲ့တဲ့တွေအတွက်ဘီလီယက်ခုံတွေရှိပါတယ်။ breakfast ရတဲ့နေရာကရေကူးပန်ဘေးလေးမှာဆိုတော့ငင်းခွင်းလေးလည်းတော်တော်လှပါတယ်။ ဒါကတော့ကျွန်တော်တို့ညဘက်ထွက်ပြီးတော့လင်းငင်းခံနေကြတာပါ။ကိုမြင်နေရတဲ့ဟိုတယ်အဆောင်တွေက second service အဆောင်တွေဖြစ်ပါတယ်။ဒါကျွန်တော်တို့ဒုတိယနေ့တတိယနေ့မှာပေါ့နော်။ပထမ save ကမရတော့လို့ second save ကိုပြောင်းတည်ရတဲ့အခါမှာဒါ second save ရဲ့၃ရောက်ခန်းဖြစ်ပါတယ်။အခန်းလေးရကျဲတော့အရင်အဆင်ပြေပါတယ်။ကျွန်မကလေးနဲ့ပါသွားတာဆိုတော့အခန်းကျကျလေးဆိုရင်တော့ပိုသဘောကျပါတယ်။ခြောက်တော့တမ်းတူတွေအတွက် hotel review လေးဖြစ်ပါရဲ့ရှင်။